လက်ရှိနိုင်ငံရဲ့အခင်းကျင်းကိုတက်မတော်အနေနဲ့အတွေ့အကြုံရှိတဲ့အတွက်စိုးရိမ်မှုတွေမြင့်တက်နေပြီးအထူးမကန်တဲ့အခြေအနေတွေဖြစ်နေတယ်လို့အရက်ဖက်စစ်ဖက်နိုင်ငံရေးလေလာသုံးသက်သူတွေကသုံးသက်နေကြပါတယ်။ရနိုင်ဇော်ဝင်းသတင်းပြပို့ထားပါတယ်ရှင်။အခုချိန်မှာစစ်တပ်အနေနဲ့သတင်းထုတ်တွေနဲ့ကိစ္စရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုမှုတွေကိုဆက်ဆက်ထိမှခံမဲပြန်လည်တုတ်ပြန်နေတဲ့ပေါ်နိုင်ငံရေးလေလာသူတွေကဝေဖန်နေကြတာပါ။စစ်တပ်အနေနဲ့အရက်သားအုပ်ချုပ်တဲ့နိုင်ငံရေးအခင်းအကျင်းမှာစိုးရိမ်စိတ်များနေတယ်လို့သုံးသက်နေကြပါတယ်။ အရင်တော့ဆိုရင်ကျွန်တော်တို့ကဟိုဥတည်တဲ့ခေတ်ကဘယ်လိုပဲဖြစ်ဖြစ်ရက်သက်အစိုးရဆိုပေမဲ့လေအကုန်လုံးတက်မလို့ပြောင်းလာနေကြရအများများအခုဒီဘက်ကမှကျတော့ရက်သက်အစိုးရတကယ်ရက်သက်အစိုးရဖြစ်ရက်သက်အစိုးရဖြစ်တဲ့ပြင်ဒီလူရဲ့တစ်ချိန်တော့သူတို့နဲ့တကယ်ကိုဘယ်လိုလဲအားပြန်ခဲ့ရတဲ့အတိုက်ခံနိုင်ငံရေးအင်အားစုဖြစ်နေဖြစ်နေတဲ့အခါကျတော့အမှန်ဆိုတော့သူတို့ဘယ်လောက်ဒီမှာဟောက်ချက်ပဲဒီကုန်ခြေရုပ်ဥပဒေနဲ့ပဲထိန်းထားထိန်းထားနိုင်ငံတော်အတိုင်းပင်ခံလူမျိုး ယာရုမျိုးကိုဖန်တီးနိုင်တဲ့နိုင်ငံရေး space ရှိနေတယ်ပေါ့ NA ကွက်တွေရှိနေရှိနေတဲ့အခါကျအဲ့ဒီလိုမျိုးတစ်ခုခုထွက်လိုက်တာလေဇက်တိုင်းဇက်တိုင်းထွက်လိုက်ရမှာကိုလည်းသူတို့စိုးရိမ်နေပုံရတယ်လို့ကျွန်တော်တို့မြင်တယ်လက်ရှိစစ်တပ်နဲ့အရက်ဖက်အစိုးရအကြားဒီလိုဆက်ဆံရေးမျိုးဖြစ်နေတာဟာလေ2008ဖွဲ့စည်းပုံခြေခံဥပဒေရဲ့အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်လက်ရှိအတွင်ကူပြောင်းရေးကာလမှာစစ်တပ်အနေနဲ့အရင်နှုန်းကလိုဆက်ဆက်တိမခံတဲ့အခြေအနေမျိုးတွေကိုမပြုတ်လုပ်သင့်ဘူးလို့သုံးသပ်နေကြပါတယ်ဒီမူရစီဆိုတော့ဝေဖန်နိုင်မရှိသေးတာ ါကတော့ဒါအဲ့အဲ့ဒါ right အဲ့ဒါကတော့ဒါလူလူတယောက်နေဝေဖန်နိုင်လို့ရှိတယ်ကျွန်တော်ဆိုတော့ပြောလို့အကဲဆက်ပြီးတော့ဝေဖန်မှုတွေအကုန်လုံးကိုအလိုက်အေးနေတယ်လိုက်ပြီးတော့မှထိနေတယ်ဆိုလို့ရှိရင်ဒါလေးပဲရှိဒါကျွန်တော်ရှင်းရှင်းလင်းလင်းပြောတာနောက်တစ်ခါကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကအခုခုနစကားလည်းပြန်တော့ပြောတာ2008ခွဲရုပ်ချုပ်ကိုအခြေခံဥပဒေတိုင်းပြည်မှာအစိုးရမျက်ရည်ကိုဖြစ်နေတာပဲတတ်မှတ်တော်အနေနဲ့တရင်တောက်တွေကို66ဂါကြီးနဲ့အရေးယူဆောင်ရွက်နေတဲ့ကိစ္စမတရားအသိစက်ခွန်တင်းနဲ့ရေးယူတဲ့ကိစ္စ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ဒီမိုကရေစီစနစ်မှာကာကွယ်ရေးဦးစီးချုပ်ဆိုတာညွှန်ကြားရေးမှုအစင်းလို့ပြောဆိုလိုက်တဲ့ကိစ္စရုံနဲ့ပတ်သက်ပြီးအထိမခံတဲ့တုံ့ပြန်မှုတွေရှိခဲ့ပါတယ်ကျွန်တော်ကတော့ရန်နိုင်ဇော်ဝင်းပါ